ဒေါ်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရားခွင်အမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများပေါကြားလာ။မင်္ဂလာပါပရိသတ်ကြီးရှင်မြမတရားခွင်အတွင်ဒေါ်ဆန်းစုကြည်ရဲ့ရှာရှာပါပါဗီဒီယိုဖိုင်နဲ့သူမရဲ့နေစဉ်အကျဉ်းထောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းများကို Guardian ကရရှိခဲ့ပြီးအသက်80ပြည့်မွေးနေ့နီးကပ်လာချိန်မှာဖျောက်ချခံခဲ့ရတဲ့အရသာကောင်းဆောင်ရဲ့ဘဝအကြောင်းကိုတစိတစောင်းဖော်ပြထားပါတယ်။ ကာရီယန်ကဖော်ပြထားတဲ့ CCTV မှတ်တမ်းဗီဒီယိုများမှာ2022ခုနှစ်ဩဂုတ်လနဲ့ဒီဇင်ဘာလအတွင်းကဖြစ်ပြီးတမဒအဝင်းမြင့်နဲ့ဒေါန်ဆန်းစုကြည်တို့တရက်ခွဲမှာအမှုရင်ဆိုင်နေရတဲ့အမြင်ကွင်းတွေကိုပြသထားပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့အကျဉ်းထောင်အတွင်းနေ့စဉ်နေထိုင်မှုအမှတ်တမ်းများမှာသူမရဲ့နေ့စဉ်မှတ်တမ်းတွေအဖြစ်နနက်4:30မိနစ်ကနေစတင်ကညာ7:30မိနစ်အချိန်ထိပြီးဆုံးတယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ တောင်ဆန်းစုကြည်ဟာမနက်ခင်းတိုင်းတနားရီကျော်တရားထိုင်ပြီးညနေတိုင်းလေ့ကျင့်ခန်းအဖြစ်အခန်းတွင်လမ်းလျှောက်လေ့ရှိကြောင်းလည်းသိရပါသည်မတန်တခုမှာတော့နေလေစာအဖြစ်ထမင်းနှစ်စွန်စက်သားငါးအသားလုံးဟင်းချိုချောကလက်နှစ်ခုငကမောက်သီးအနှဲငယ်တို့ကိုစားသုံးနေကြပုံမှန်အဖြစ်ဂျောင်းဆန်းစုကြည်ကအစားနေပြီးနနက်စာအတွက်ကျဥ်ကြောင်းနေလေစာအတွက်ထမင်းအနှဲငယ်နဲ့အသားနဲ့ငါးတို့ကိုစားလိရှိကြညစာအတွက်ပေါင်မုံကိုစားလိရှိကြရေးသားထားပါတယ် ထောင်ဆန်းစုကြည်ဟာစစ်တပ်အာဏာသိမ်းချိန်2021ခုနှစ်ကနေစတင်ပြီးစစ်တပ်ကထုတ်ဝေနေတဲ့သတင်းစာတွေကိုလည်းဖတ်ရှုရကြောင်းသိရှိရပါတယ်။